ဲဒီတခါသွားမယ့်နေရာလေးက Christmas vibe အပြည့်ရရှိမယ် Christmas ကန်နေပဲဖြစ်ပါတယ်ဒီကန်နေလေးကဗမာရှိရလဲဆိုတော့ Central Embassy ဒုတိယလောင်းအနေပြီးတော့သွားလို့ရပါတယ်သူက Central Embassy နဲ့ Central ချစ်လုံးဂျာပေါ့နော်အဲ့ဒီနေရာမှာရှိရဲဆက်လီကမှလောက်ထားတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီနေရာလေးကိုလာပြီးတော့ TikTok ရိုက်တဲ့လူတွေလာပြီးတော့ဓာတ်ပုံရိုက်တဲ့လူတွေနဲ့အရင်ကဝယ်စီကားနေတဲ့နေရာလေးတနေရာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကိုကခရစ်စမတ်သင်းနဲ့ဓာတ်ပုံလှလှလေးတွေကိုရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုလုံးဝကိုသွားတင်ပါတယ်နော် BTS CV လာမဲ့လူတွေဆိုလို့ရှိရင်တော့ဖလုံချစ် BTS station မှာဆင်းပြီးနည်းနည်းလျှောက်သွားပြီးတော့ Central Embassy ရဲ့ဝင်ဝိုင်းရပါပြီ Central Embassy ရဲ့ဒုတိယအလွှာမှာရှိတာဖြစ်ပါတယ်သူကပြီးတော့ Sephora နဲ့လည်းနှီးပါတယ်အဲ့ဒီတော့ဒုတိယအလွှာ Sephora ကိုတွေ့ပြီးဆိုလို့ရှိရင်ဒီနေရာလေးကိုရောက်ပါပြီ ကိုရီသွားခဲ့တဲ့နေတော့ကကြတော့ပိတ်ရက်လည်းဖြစ်တယ်ညဘက်လည်းဖြစ်သွားတာကြောင့်မို့လို့လူတွေကတော်တော်များပါတယ်ဓပုံရိုက်တဲ့လူတွေဗီဒီယိုရိုက်တဲ့လူတွေတော်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 များပါတယ်အဲ့ဒါကြောင့်မို့လို့ကိုကဓပုံ AC ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းအချိန်လေးကိုလူရှင်းမဲ့အချိန်လေးကိုမှန်းပြီးတော့သွားပေါ့နော်